Mình là ကိသင်းတွေမီဒီယာကနေသတင်းများကိုတိဆက်ပေးလျက်ရှိပါတယ်ပထမဆုံးကြောက်ပြူတိုက်ပွဲစစ်ကောင်မရှင်နဲ့အီရိုနှစ်ဖက်တက်ဆုပ်ပြန်တက်တဲ့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်ကကြီးရီလီအင်အားအလွန်ကျုံတုံးတဲ့သတင်းကိုတိဆက်ပေးပါမယ်ရခိုင်ပြည်ကြောက်ပြူမြို့နယ်မှာစစ်ကောင်မရှင်နဲ့အာရခတက်တော်အီရိုတိုက်ပွဲပြင်းထန်ပြန်လည်ဖြစ်ပွားနေကြောင်းသိရပါတယ်စစ်ကောင်မရှင်သည်ပြီးခဲ့တဲ့အောက်တိုဘာ23ရက်မှစတင်ကမြေပြင်စစ်ကြောင်းပြင်လေတက်စစ်သည်မောများမှလက်နက်ကြီးဖြစ်ကုန်နဲ့နေကြောင်းပစ်ကူပါတုံးရီတိုက်ခိုက်ခဲ့ကြောင်းသတင်းရှင်းမြစ်များ ံကတရားပါရယ် အေးစစ်ကြောင်းထိုးတာချက်သွားကလေးကစစ်တပ်ကအင်အားဖြည့်တဲ့လက်လွတ်ထားရတဲ့နေရာတွေကိုစစ်ကြောင်းထိုးတတ်တဲ့သူတို့ပဲစစ်ကြောင်းထိုးပြီးသူတို့ပဲပြန်ဆုတ်ပြေးရတာတွေရှိပါတယ်ဟုချောက်ဖြူရှိတရင်ရှင်မြက်ကပြောပါတယ်အေးဒီပြီးခဲ့တဲ့အောက်တိုဘာတရက်ကကလပါကျေးရွာနီကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ရှင်တပ်ကိုချားဖြတ်တိုက်ခဲ့ရာစစ်ကောင်ရှင်တပ်ဖွဲ့ဝင်များထိခိုက်သေးဆုံးမှုများစွာနဲ့တက်ဆုတ်ခဲ့ရပါတယ်သို့တော်လည်းယခုရက်ပိုင်းတွင်စစ်ကောင်ရှင်တပ်များကကလပါမှတဆင်ဂေါ်တူတောင်အနီးတီစစ်ကြောင်းထိုးလာပြီးဒရုန်းများဖြင့်ပါပစ်ခတ်တက်လာနိုင် သည့်အတွက်အေအေတက်တချို့တက်ဆုတ်ထားရတဲ့အနေအထားရှိကြောင်းသိရပါဗျ။စစ်ကောင်စီနဲ့အေအေတပ်များဟာရှမန်နေအောက်တိုဘာ26ရက်ကလည်းချောင်းဝါနေကလပ်ပါနေတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသတင်းရှင်းမြစ်ထံကသိရပါဗျ။ ရခိုင်ကအေးတက်ဆွဲထားတဲ့တိုင်းချောင်းအနီးကိုစစ်ကောင်မရှင်တပ်ဝင်ရောက်နေအောင်ယူလာရပြီးခဲ့တဲ့အောက်တိုဘာ24ရက်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်စစ်ကြောင်းမှတပ်ဖွဲ့ဝင်90ကျော်တေဆုံးကြောင်းဒေသရင်းတရင်းရင်းမြစ်များထံကသိရပါရယ်စစ်ကောင်မရှင်တပ်များမှပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကအမှတ်30နှစ်ရက်တက်ရင်မှနေ၍စစ်ကြောင်းထိုးတိုက်ရာအေးတက်ဖွဲ့ကဖြစ်ခဲ့တိုက်ခိုက်သည့်အတွက်ကစင်ကရနှင့်တက်ဆုပ်ပြေးရကြောင်းသိရပါရယ်လက်ရှိမှာစစ်ကောင်မရှင်က၆ဖြူမျိုးရင်းပိုင်းကိုထိန်းချုပ်ထားဆဲဖြစ်ပြီးရေတက်များအတွင်းအင်အားဖြစ်တာက က်ပွဲဖြစ်ပွားရာနေရာများကိုလေးချောင်းမှဇက်တိုက်ပစ်ကူပေးနေကြောင်းသိရှိရပါသည်။ဆက်လက်ပြီးစစ်တွေတဲချောင်းမှမွတ်စလင်300နေပါကိုစစ်ကောင်စီစစ်တပ်နဲ့ပေးနေဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်စစ်တွေမျိုးတဲချောင်းကျေးရွာမှမွတ်စလင်300နေပါကိုစစ်ကောင်စီမှအခြေခံစစ်ပညာတန်းတန်းပေးနေကြောင်းမျက်မြင်စစ်တွေဒေသခံတအူးကပြောပါရသည်။ တနန်ပိနေချက်မှာရက်မြများကြနေပြီးကိုမသိရသေးတော့လေတင်းချောင်းရွာတွေမှာမွတ်စလင်300ဦးကိုစစ်တပ်နဲ့တက်ရောက်ရန်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှခေါ်ယူသွားကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကမြင်တွေ့ခဲ့ရသည်ဟုမျက်မြင်စစ်တွေမြို့ကန်တို့ကဆိုပါတယ် တဲချောင်းကအလူပွဲတစ်ခုသွားတာမှတွေ့ခဲ့ရတာပါမနေ့6နိုင်လောက်ဆိုရွာထဲမှာမွတ်စလင်လူငယ်ပိုင်းတွေလူစုကြပြီး9နိုင်ဆိုတာနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကားနဲ့ခေါ်သွားတာရှိတယ်ခြေချင်းလျှောက်ခေါ်သွားတာရှိတယ်ည6နိုင်ဆိုရင်ပြန်လာပို့ပေးတယ်တိခဲ့ရတာကအဲ့ဒီလိုနေစဉ်ခေါ်သွားတယ်လို့ပြောတယ်စစ်တပ်နဲ့ပေးတယ်ခိုင်းစရာရှိရင်ခိုင်းပြီးရင်ရွာကိုပြန်ပို့တယ်လို့တိခဲ့ရတယ်ဟု၎င်းကပြောဆိုပါတယ်အဆိုပါမွတ်စလင်300နီးပါးမှာတဲချောင်းရွာတစ်ခုတည်းကမဟုတ်ကြောင်းနဲ့တဲချောင်းရွာအနီးရှိဘူမေရွာဓာပိုင်ရွာစတဲ့ခြေရွာမှာ လူငယ်များလည်းပါဝင်ကြောင်းသိရပြီးရင်းရွာများမှာမွတ်စလင်ကျေးရွာများဖြစ်ကြပါသည်။နောက်ထပ်မျက်မြင်စစ်တွေမြို့ကန်တို့ကတဲချောင်းတစ်ခုတည်းကမဟုတ်ဘူးလို့ပြောတယ်။ဓားပိုင်နဲ့ဘူမီကလည်းပါတယ်ပြောတယ်။တဲချောင်းမှာလူစုကြပြီးစစ်ကောင်စီကခေါ်သွားတာမန်စီနဲ့အောင်တိုင်းရွာဘက်ကိုခေါ်သွားကြတယ်။မန်စီဘက်မှာစစ်တပ်ရှိပါတယ်။အဲ့ဒီမှာလေးချင်းရင်ခွင်းတွေလုထားတယ်။စစ်တပ်နဲ့ပေးတာဘန်ဂါရီဒူးခိုင်းစရာရှိတာအကုန်ခိုင်းပြီးညနေပြန်ပို့လိုက်တယ်ဟုပြောပါတယ်။ စစ်ကောင်စီဘက်မှစစ်တွေမျိုးရှိမွတ်စလင်များအတင်းအဓမ္မခေါ်ယူစုဆောင်ထားကစစ်တပ်နဲ့များပေးရနေသလိုတချို့မွတ်စလင်များကိုလည်းနေစားကနေငှားရန်ကအလုတ်ခိုင်းစေကြောင်းစစ်တွေမျိုးကန်ကပြောပါရတယ်။ စစ်ကောင်စီအတင်းအတမစစ်မှုတွေတနက်သူခွန်ယူခံရသလိုစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ရိုက်နှက်ခိုင်းစေမှုများဖြင့်ဒက်စကန်ဆောင်လုပ်ခြင်းဘန်ကားများဒူးခြင်းမြောင်းများဒူးခြင်းနှင့်အောက်ခြေကအလုအလုကင်ခိုင်းကြောင်းစုံစမ်းသိရှိရပါသည်စစ်ကောင်စီကအမြင့်ကျော်ပါတလေးဝဘိုဘက်တွေကတက်ဆုပ်ပြီးတော့နိုင်ငံတကာဆမှာဆူထားတယ်ပြီးတော့စစ်တွေတက်ကတော့ အနောက်ဖက်သဲချောင်းဓာပိုင်မန်စီအောင်တိုင်းရေးချမ်းပြင်စတဲ့ကမ်းခြေတခြားကိုနေရာပြေဝယူထားတဲ့တက်စကန်တွေတိုးဆောက်ထားတာကရုတ်ချင်းတွေနဲ့ခိုင်မာပြင်ဆင်ထားကြတယ်။တိရနာကစစ်တွေကတက်ဆုံရင်တောင်အဲ့ဒီဘက်ကနေတက်ဆုံမဲ့ပေါ်အဲ့ဒီလိုပြင်ဆင်ထားကြတာဖြစ်ပါတယ်။အဓိကတော့မေယူမြဝပေါ်ရေးချမ်းပြင်စိတ်ကမ်းမှာလဲစစ်သဲမော်တွေရှိနေတော့ဒီဘက်ကလန် ဒီဘက်ကလားမြဝကစစ်သည်မော်တွေလည်းအဲ့ဒီဘက်ကိုပူးပေါင်းလို့ရတယ်ဆိုတော့ထွက်ပြေးပေါက်ကိုဂျိုတင်ပြင်ဆင်ထားတဲ့သဘောပါဟုနောက်ထပ်စစ်တွေမျိုးကန်တို့ကပြောပါတယ်စစ်တွေမျိုးနေမှာစစ်ကောင်စီတပ်ရင်းတပ်စခန်းများနဲ့အရခတပ်တော် AE တို့အကြားမှာ drone ပစ်ခတ်မှု sniper ပစ်ခတ်မှုပါဝင်လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုများရှိနေပြီးယခုရက်ပိုင်းတွင်ပုံမှုပြင်းထန်နေကြောင်းသိရပါတယ်နှစ်ဖက်စလုံးကလက်နက်ကြီးများပါဝင် drone များဖြင့်ပစ်ခတ်မှုများရှိနေသလိုရင်းပစ်ခတ်မှုကြောင့်အရက်သားများနေထိုင်ရာခြေရွာများတွင်ကြားရောက်ပောက်ကွဲမှုကြောင့် ထိခိုက်ဒေဆုံးမှုများလည်းရှိခဲ့ပါတယ်။အော်တိုဘာလာဆန်ပိုင်းကအေအေရဲ့တိုက်ခိုက်မှုများကြောင့်လည်းစစ်တွေမျိုးဝင်မန်းချောင်းတရာအနီးအမြင့်ကျွန်းကျေးရွာမှာစစ်ကောင်စီရဲ့စကန်မှာတက်ဆုပ်ပြေးသွားပြီးတရာကိုစစ်ကောင်စီကမိုင်းခွဲဖြတ်ကြီးခဲ့ကြောင်းသိရပါတယ်စစ်တွေမျိုးနေတိုက်ပွဲမှာအချိန်မရပြင်းထန်သည့်အခြေအနေကိုရောက်ရှိနိုင်သည့်စစ်ရေးတင်းမာမှုဖြစ်ပြီးမျိုးရဲရှိပြည်သူများမှာအခြားဘေးကင်းရာနေရာသို့သွားရောက်လိုတော့လေစစ်ကောင်စီတပ်ဖွဲ့ဝင်များကပိတ်ဆို့ထားကြောင်းသိရှိရပါတယ် ဆက်လက်တည်ဆက်ပေးမယ့်သတင်းအကြောင်းကတော့တနင်္သာရီမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကမြေပြင်ကြီးချောင်းရေချောင်းလေးချောင်းမှထိုးစစ်ဆင်နေ၍ပြည်သူများခီးတွားလာခြင်းမပြုလုပ်ရန်တတိပေးချက်ထုတ်ပြန်တဲ့အကြောင်းကိုတည်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကကြီးကျောင်းရေကျောင်းလေကျောင်းမှတဆင့်ထိုးစစ်ဆင်တိုက်ခိုက်နေ၍မြိတ်တနင်္သာရီပုတ်ပြင်းလမ်းမိုက်တို့ပြည်သူများခီးသွားလာခြင်းမပြုလုပ်ကြပါရန်ပြည်သူကာကွယ်တပ်ဖွဲ့အမှတ်35နီးဖြူအားကတတိပေးချက်ထုတ်ပြန်ပါသည်တနင်္သာရီတိုင်းစစ်ဌာနကုကဲမှုအောက်ရှိနီးဖြူအား35နည်းမြေဖြစ်သည့်တနင်္သာရီမြို့နယ်အတွင်းရှိအကြမ်းဖက်စစ်ကောင်မရှင်တပ်နှင့်တွန်းလှန်ရေးဖွဲ့များကြောင့်ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လျက်ရှိပြီးအကြမ်းဖက်စစ်ကောင်မရှင်ကန်ရန်တိုင်းစစ်ဌာနသို့ ကာယာခနှင့်အမတ်ဆက်သုံးစစ်စင်ရေးကုကဲမှုဌာနချုပ်စကခ73တို့မှာတိုက်ပွဲဖြစ်ပွားရာနေရာများကိုတောင်မကတိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုပါလေးချောင်းရေချောင်းနှင့်လက်နက်ကြီးများပြစ်ခတ်တိုက်ခိုက်နေကြောင်းအသိပေးထားပါသည် ထို့သောအရက်သားပြည်သူများရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်မှုများလှုပ်ဆောင်နေသည့်အပြင်လမ်းများတွင်စစ်ဆေးရေးဂိတ်များအခြေချတည်ဆောက်ကာခီးသွားပြည်သူလူထုအားတရားမဲ့စစ်ဆေးခြင်းလုံခြုံရေးအကြောင်းပြ၍ကုန်စည်ပွင့်ဖောက်စစ်ဆေးခြင်းတင်ယူခြင်းလူနှင့်ကုန်စည်များတရားမဲ့ဖန်စီခြင်းဖြတ်တန်းကားဖြင့်ဆက်ကြီးကိုမတရားကောက်ခံခြင်းလူငယ်လူရွယ်များအတ္တမဖန်စီ၍တပ်သားစုဆောင်ခြင်းစသည်တို့ကိုလည်းလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်စစ်ကော်မရှင်တပ်ကဒေသတွင်းကားလမ်းမကြီးများမှတစင်စစ်ကိုနှင့်ထောက်ပံ့ ေတင်ရေလုပ်ငန်းများလုံဆောင်လျက်ရှိသောကြောင့်တနေ့တိုင်းမြို့နယ်ရှိလက်တလောဖြစ်ပေါ်နေတဲ့စီရေချိန်တွေမှာပြင်းထန်မှုရှိနိုင်ကြောင်းအရက်သားပြည်သူများအနေဖြင့်အသက်အန္တရာယ်ရှိနိုင်သည်ဟုဆိုပါရီထို့ကြောင့်ယနေ့အောက်တိုဘာ28ရက်မှစ၍မြိတ်တနေ့တိုင်းဘုတ်ပြင်းလမ်းမကြီးတစ်လျှောက်ခရီးသွားလာမှုမပြုရန်နှင့်အထူးသဖြင့်ကားလမ်းမကြီးအုံပြူသွားလာမှုကိုရှောင်ရှားကြရန်တနေ့တိုင်းတိုင်းစစ်ဌာနအမှတ်35နီးပြွာကားထုတ်ပြန်ထားကြောင်းသိရှိရပါသည် ဆက်လက်တည်ဆက်ပေးမယ့်တရင်ကတော့အကျန်းဖက်စေအုပ်စုနဲ့လောင်းခံပြီးချဲ့တို့ကကြားဖြတ်ပါဝင်ရောက်ဆွေကိုင်းလုပ်ငန်းများအတွက်လေကူချုံမွေပြီးလုံခြုံသည့်ခိုးလုံရများဖန်တီးပေးနေဟုကုလသမဂ္ဂတွင်တမ်မကြီးဦးကျော်မထွန်းတင်ပြတဲ့အကြောင်းကိုတည်ဆက်ပေးပါမယ်။အကျန်းဖက်စေအုပ်စုနဲ့လောင်းခံပြီးချဲ့တို့ကကြားဖြတ်ပါဝင်ရောက်ဆွေကိုင်းလုပ်ငန်းများအတွက်လေကူချုံမွေပြီးလုံခြုံသည့်ခိုးလုံရများဖန်တီးပေးနေသည်ဟုကုလသမဂ္ဂတွင်မြမအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးကျော်မထွန်းကတင်ပြပြောဆိုလိုက်ပါတယ်။အောက်တိုဘာလ29ရက်နေ့ အကျဉ်း80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီအခြားလက်နက်ဖြတ်သိမ်းရေးလုပ်ငန်းစဉ်များနှင့်နိုင်ငံတကာလုံခြုံရေးကောင်းစဉ်ဖြင့်ပြုလုပ်သည့်ဆွေးနွေးမှုအစီအစဉ်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းကတပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည်မြန်မာနိုင်ငံ၌တရားမဝင်ဆရာနာတိမ်ပြနောက်ပိုင်းစေယုစုနှင့်၎င်းတို့၏လောက်ခဲနေသောဆောင်တပ်ဖွဲ့ BGF တို့သည် ICT ကိုအသုံးပြု၍ဘေးဖြစ်စေမည့်လုပ်ငန်းများကိုကျူးလွန်လျက်ရှိ ိကြောင်းဒီဂျစ်တယ်အာဏာရှင်စနစ်ကိုတိစောက်ခြင်းစိုက်ဘာလိင်လယ်မှုလုပ်ငန်းစင်တာများတိုးပွားလာခြင်းတို့ကိုစိုးရိမ်ပွဲရင်ဆိုင်နေရကြောင်းထို online လိင်လယ်မှုရဲ့တားကောင်များသည်ကမ္ဘာတဝမ်းမှဖြစ်ပြီးညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရကအသက်တည်ဆုံးသည့်အထိဖြစ်ရခြင်းအတ္တမအလုတ်စေခိုင်းခံရခြင်းနှင့်လူကုန်ကူးခံရခြင်းတို့နှင့်ရင်ဆိုင်ရကြောင်းမြန်မာနိုင်ငံမှစတင်လာသောဤ online လိင်လယ်မှုသည်ဒေတာတွေနှင့်နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးပေါ်ကြီးမားသောတည်ရောက်မှုများရှိနေကြောင်းတမ်းမဲ့ကြီးကပြောဆိုကြောင်းသိရှိရပါသည်